စစ်ကောက်စီတပ်ရဲ့စခန်းကြီးစခန်းငယ်ပေါင်း200နဲ့အထက်ကို ကရင်အမျိုးသားစီရုပ် KNU ကတည်ယူထားနိုင်ပြီလို့မြမမဟာဗျူဟာနဲ့မူဝါဒလေ့လာရေး Institute ISB မြန်မာကထုတ်ပြန်ပါတယ်။စစ်ကောက်စီရဲ့စစ်စခန်း200ကျော်ကို အာဏာသိမ်းမှုအလွန်မှာ KNU ကတည်ယူလိုက်တာဖြစ်တယ်လို့ ISB မြန်မာကဂျွန်လ17ရက်နေ့မှာထုတ်ပြန်ပါတယ်။ ီစခန်းတွေထဲ KNU ကမြို့၃မြို့နဲ့စစ်ကောင်စီရဲ့အခြေစိုက်စခန်း6ခု၊မြူဟာစခန်း6ခုလည်းပါဝင်တယ်လို့ဆိုပါတယ်။ဒီစီရင်ဟာမေလ26ရက်နေ့အထိ သူတေသနာပြုလေ့လာချက်ဖြစ်ပြီးမြေပြင်မှာ ကွဲလွဲမှုတွေရှိကောင်းရှိနိုင်တယ်လို့လည်း ISP မြန်မာကဆိုပါတယ်။ KNL နဲ့တော်လန်ရေးပူပေါင်းသက်တွေက KNU တက်မဟာလီဗိတ်တဝဲခရိုင်ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောက်စီတပ်ရဲ့တပ်စခန်းတစ်ခုကိုဂျွန်လ10ရက်နေ့တုန်းကလည်းသိမ်းယူခဲ့ပါသေးတယ်။သိမ်းယူနိုင်ခဲ့တဲ့စခန်းကအမူလို့ခေါ်တဲ့28တန်းစခန်း .2566 စခန်းဖြစ်တယ်လို့ကရင်အမျိုးသားစီယုံ KNU ကထုတ်ပြန်ပါတယ်။ ဒီတက်စခန်းက1990ခုမှာစစ်ကောင်စီကဝင်ရောက်ကျူးကျော်တက်ဆွဲထားတဲ့စခန်းဖြစ်ပါတယ်။